လာပါရှင် MCN ရုပ်သံသတင်းဌာနရဲ့နေ့စဉ်အွန်လိုင်းရုပ်သံသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ ဒီနေ့မြန်မာတက္ကရိ1389တော်သင်းလာပြည့်ကျော်3ရက်ခရစ်နှစ်2015ခုနှစ်အော်တိုဘာလ1ရက်ကြာတာပရိနေတွင်နောက်ဆုံးရသတင်းတွေနဲ့သတင်းပေးပို့ချက်တွေကိုစူးစင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကလူမှုကွန်ရက်ဆာမျက်နှာပေါ်ကတဆင့်ဘီရိုဖိုင်နဲ့မဲဆန္ဒရှင်ပညာပေးဟောပြောလိုက်ပါတယ် ီလာစောင့်ကြည့်ခဲ့တဲ့မဲဆန္ဒနယ်မြေတွေထဲက64ရာခိုင်နှုန်းလောက်မှာမဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေကိုမိသူကားမှဆောင်ရွက်နေတာမျိုးမရှိဘဲဖြစ်နေပါတယ်။မနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရောပေါ့အပြုတဘောနဲ့ဆက်လက်ပံ့ပိုးကူညီပေးဖို့ကမ္ဘာနိုင်ငံအသီးသီးကိုမြန်မာအစိုးရကတိုက်တွန်းလိုက်ပါတယ်။ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်းဆန်းစုကြည်ကအင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့်မဲဆန္ဒရှင်ပညာပေးဟောပြောမှုကိုဗီရိုဖိုင်နဲ့ဒီနေ့အောက်တိုဘာ၁ရက်နေ့ကဟောပြောခဲ့ပါတယ်။တောင်းဆန်းစုကြည်ရဲ့မဲဆန္ဒရှင်ပညာပေးဟောပြောတဲ့တဲ့ကအချက်တချို့ကို MCN သင်းတော်ရှီမွန်ကကောက်နှုတ်တင်ပြထားပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကကိုယ့်ရဲ့အနာဂတ်တစ်ခုလုံးအတွက်မဲပေးရတာဖြစ်ကြောင်းနဲ့ အချိန်ယူပြီးသွားရောက်မဲပေးကြဖို့မဲဆန္ဒရှင်ပညာပေးဟောပြောတဲ့ဗီဒီယိုမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။ရှိတဲ့နေကြရင်မဲပေးဖို့အတွက်အချိန်ယူပေးပါ။ဒီအချိန်လေးကိုမနှမျောပါနဲ့။တရက်လုံးစောင့်ရရင်လည်းလိုအပ်လို့စောင့်ပြီးမဲပေးပါ။ကိုယ့်ရဲ့အနာဂတ်တစ်ခုလုံးအတွက်မဲပေးတာဖြစ်ပါတယ်။တစ်ခုလုံးအတွက် လုပ်နေတဲ့အလုပ်ဆိုတော့တနေ့ကုန်နေဆိုတာဒါမများပါဘူး။အဲ့ဒါတော့ကျွန်မအရင်နဲ့ဆောပြရစေမြစ်တာရက်ခံပြရစေ။ ဒါအပြင်ကိုပေးရမယ့်မဲယုံတီးရှိတဲ့နေရာကိုလေ့လာထားကြဖို့နဲ့မဲဆန္ဒရှင်တွေမဲပေးရမှာစိတ်ရှည်တီးခံပြီးမဲထဲကြဖို့ကိုလည်းအခုလိုပြောကြခဲ့ပါဗျ။ကျမတို့မဲကိုရဲ့မဲယုံကဘယ်မှာရှိတယ်လဲဆိုတာလေစောစောစီစီ လေ့လာထားပါစောစောစီစီသွားကြပါကျမရဲ့အထင်မှာတော့ကျမတို့ရဲ့ပြည်သူတွေဟာတကယ်ပြည်သူတော်ဝင်ကြည်ကျင်တဲ့စိတ်ဓာတ်နဲ့မဲပေးတဲ့လူတွေများလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့မဲယုံညမှာမပိတ်ခင်မှာမဲပေးပြအောင်လို့ စောစောသွားကြပါတန်းစီရရင်လည်းတန်းစီလိုက်ပါတိခတ်မှာစိတ်ရှိပါနောက်ပြီးတော့မဲယုံရဲ့ပရဝင်းအတွင်းမှာဘာမလုပ်ရဘူးဘာလုပ်ရမလဲဆိုစီမင်းစီကံတွေကိုလည်းတည်တည်ကြာကြာလေ့လာပြီးတော့လိုက်နာကြပါကိုယ့်ရဲ့မတိတာမတိလိုက်တဲ့ကိစ္စလေးတစ်ခုကြောင့်မလို့မဲပေးပိုင်ခွင့်ကိုဆုံးရှုံးသွားရမယ်ဆိုရင်အင်မတန်မှနှမျောစရာကောင်းပါတယ် မဲဆန္ဒရှင်တွေအနေနဲ့မဲလက်မှတ်ပေါ်မှာပါတဲ့အချက်လက်တွေကိုတည်တည်ကြာကြာစစ်ဆေးပြီးမှမဲပေးကြဖို့ကိုလည်းဒေါအောင်ဆန်းစုကြည်ကထည့်သွင်းပြောကြားခဲ့ပါတယ်။အဲမဲပေးတဲ့အခါမှာလေကိုယ့်ရဲ့မဲတွေဟာဒီကိုယ့်မဲရတဲ့မဲစာရွက်ဟာ မှန်ကန်မှုအဲ့ဒါအရေးကြီးပါတယ်။စုံနေတာပြဲနေတာပေါက်နေတာဒါတွေလည်းမဖြစ်ရပါဘူး။နောက်ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်ဒီလက်မှတ်လည်းရှိရပါမယ်။မဲယုံမှုရဲ့လက်မှတ်လည်းပါပါမယ်။ မပါလို့ရှိလို့ရှိရင်လည်းတရားမဝင်ပါဘူးတတိချာချာစစ်စစ်စ်ပါမဲယုံမှုလက်မှတ်ပါရမယ်ရွေးကောက်ပွဲကော်မရှင်တစိတ်တုံးလည်းနှိပ်ထားရမယ်အဲ့ဒါမှဒီမဲပေးတဲ့ဇာရွက်ဟာတရားဝင်ပါပါတတိချာစစ်စစ်ပြီးမှမဲပေးပါမဲပေးတာဟာဒီနှစ်မှာဆိုလို့ရှိရင်အရင်ရွေးကောက်ပွဲတွေနဲ့မတူပါဘူးအရင်ရွေးကောက်ပွဲတွေဆိုလို့ရှိရင်ကိုယ်သဘောကျတဲ့ကိုယ်စလေနဲ့ပါတီတစိတ်ကဘေးမှာအချစ်ကလေးချစ်လိုက်တာ ਨੇ ဒါမဲပေးပြီးသားဖြစ်ပါတယ် ဒီနှိပ်ကြတော့ဒစိတ်တုံးထုံးနှိပ်ရပါတယ်ဒစိတ်တုံးနှိပ်တဲ့အခါကျတော့ဒီလိုဒစိတ်တုံးနှိပ်တဲ့အခါမှာကိုနှိပ်ချင်တဲ့အကွက်ကလွဲသွားလို့ရှင်ကိုနှိပ်ချင်တဲ့ကိုဘဲပေးတဲ့ပါတီရဲ့အကွက်နဲ့လွဲသွားလို့ရှိလို့ရှင်ပယ်မဲဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ဒီဒစိတ်တုံးနှိပ်တဲ့ဟာမှာတည်တည်ချာချာလှုပ်ဖို့အရေးကြီးပါတယ်။တကယ်တော့လည်းဒီဟာဟာမခက်ပါဘူး။လှုပ်တတ်တဲ့နီးသီးလို့ရှိလို့ရှင်လွယ်ပါတယ်။ဒစိတ်တုံးကိုဒီလိုကင်မှာ ပထမကျွန်မပြောမယ်နော်ဒီလိုကြီးနှိမ့်လိုက်လို့ရှင်လဲသွားနိုင်ပါတယ်အပေါ်ကနေပြီးတော့ခဲစိတ်စိတ်ပါလက်ပါနဲ့နှိမ့်လိုက်တာဒါမှမဟုတ်စိတ်လှုပ်ရှားလို့လက်တွေတုန်နေတာဆိုလို့ရှင်နေရာမမှန်မနဲ့လွဲသွားပြီးတော့ပယ်မဲဖြစ်သွားနိုင်ပါတယ်လာမယ့်ရွေးကောက်ပွဲဟာတိုင်းပြည်ရဲ့အနာဂတ်အတွက်အရေးကြီးရာကြောင့်ကိုယ်တိုင်ပါဝင်ရမှာဖြစ်သလိုအသက်၁၈နှစ်ပြည့်တဲ့သူတိုင်းအားလုံးပါဝင်ကြဖို့လည်းတိုက်တွန်းပြောကြားခဲ့ပါဗျ။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီဟာလာမယ့်ရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်ထောင့်တရားကျော်ရှင်ပြိုင်သွားမှာပဲဖြစ်ပါရဲ့ရှင်။ လာဆောင်ကြည့်ခဲ့တဲ့64ရာခိုင်နှုန်းလောက်မှာမဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေကိုမြို့သူကမှဆောင်ရွက်နေတာကိုမတွေ့ရဘူးလို့ရွေးကောက်ပွဲဆိုင်ရာလေးလာဆောင်ကြည့်ရေလှုပ်ဆောင်နေတဲ့ page ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ပြည်နယ်နဲ့တိုင်းဒေသကြီးတီတီကမြို့နယ်ပေါင်း130မှာ14ရက်ကြာရွေးကောက်ပွဲဆိုင်ရာလေးလာဆောင်ကြည့်ရေတွေကိုပြုလုပ်ခဲ့ပြီးယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရင်ပြည်သူများပူးပေါင်းလှုပ်ရှားမှုဖွင့် page ကထုတ်ပြန်ကြေညာလိုက်တာပါ။ ဒီချက်လက်တွေအရ34ရာခိုင်နှုန်းအထွန်းမှာပဲကော်မရှင်ဖွဲ့ခွဲတွေကမဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာကိုတွေ့ရှိရတယ်လို့လည်းဖော်ပြထားတာဖြစ်ပါတယ်။ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆန္ဒရှင်တိပညာပေးလုပ်ငန်းတွေအားနည်းနေတဲ့အကြောင်းအဓိကပါဝင်တဲ့စီရင်ခန်းစာတစ်ဆောင်ကိုယုံကြည်ရသောရွှေကောက်ပွဲများပေါ်ပေါက်ရေးပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ page ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီအကြောင်းကို MCN သတင်းတော့ဖြူလာဦးကသတင်းပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကမဲဆန္ဒရှင်ဆင်းကျင်းညမှုတွေမှာမောင်းရမှုရှိနေပြီးမဲဆန္ဒရှင်တွေကိုအသိပညာပေးအားနည်းနေသေးတဲ့အကြောင်းယုံကြည်ရတဲ့ရွေးကောက်ပွဲများပေါ်ပေါက်ရင်ပြည်သူများပူးပေါင်းမှုဖွင့် page အဖွဲ့ကမဲဆင်းစောင့်ကြည့်လေ့လာမှုအစီရင်ခံစာကိုဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ။ Base အဖွဲ့အနေနဲ့မြို့နယ်ပေါင်း130ကမဲဆင်းကတ်ထားတဲ့နေရာ800ကျော်မှာစောင့်ကြည့်လေ့လာပြီးကောက်ယူခဲ့တဲ့စစ်တမ်းကိုဒီကနေ့ရန်ကုန်မြို့ပေါရန်ရန်ဟိုတယ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဖြစ်စဉ်ဖြစ်စဉ်ဆောင်ဖြစ်စဉ်ဆွဲနေရမှာကျွန်တော်တို့ဟိုဒီမဲဆင်းကျင်းညာပြသထားတဲ့ပတ်ဝန်းကျင်အနေထားပြည်သူလူထုရဲ့ပေါင်းဝမှုအခုတော့မှကျွန်တော်တို့အသိပညာပေးလုပ်ငန်းတွေဘယ်လောက်ရှိသလဲစီမံခန့်ခွဲပိုင်းဆိုင်ရာဘယ်လိုမျိုးရှိသလဲဆိုတော့အားလုံးကိုအဓိကထားပြီးစောင့်ကြည့်နေတာအားနည်းချက်ကတော့ကျွန်တော်တို့ဒီ မက်ဆန္ဒရှင်ပညာပေးလုပ်ငန်းတွေအားနည်းနေတယ်။နောက်ပြီးတော့မှကျွန်တော်တို့အသိပညာပေးလုပ်ငန်းတွေအားနည်းနေတယ်။နောက်ပြီးပေါင်ဝင်မှုအားနည်းနေတယ်။ဒါတွေတော့အားနည်းချက်တွေပါ။ဒါပြင်မဲဆင်းစောင့်ကြည့်လေ့လာခဲ့တဲ့နေရာ57ရာခိုင်နှုန်းမှာမဲဆန္ဒရှင်ပညာပေးခြင်းဆိုင်ရာပစ္စည်းတွေကိုမတွေ့ရှိရကြောင်းနဲ့နေရာ64ရာခိုင်နှုန်းမှာမဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းတွေကိုဆောင်ရွက်ခြင်းမရှိဘူးလို့တွေ့ရှိချက်မှာဖော်ပြထားပါတယ်။စောင့်ကြည့်လေ့လာမှုနေရာတွေမှာ မဲဆန္ဒရှင်စင်မာယွင်မှုတွေများနေတဲ့အပြင်မဲဆန္ဒရှင်တွေအနေနဲ့လည်းလာရောက်ကြည့်ရှုမှုနဲ့အမားစင်းကို ပြန်လည်ပြင်ဆင်ရှောက်ထားသူနေပါတွေလို့လည်းသိရပါတယ်။စီမံခန့်ခွဲမှုပါပြီပေါ့။ဥပမာအဖြစ်တချို့နေရာတွေမှာဆိုရင်တတ်မှတ်ထားတဲ့အခြေအနေတိုင်းမဖွင့်ကျင်ခဲ့မဖွင့်ကျင်ခဲ့တာမျိုးတွေရှိတယ်။နောက်ဥပ္ပဒီတာဝန်ရှိသူတွေမရှိတာမျိုးတွေရှိတယ်။နောက်ဒီ လိုအပ်တဲ့ဖောင်ပေါ့နော်။ဒီပြင်ဆင်တဲ့အခါမှာလိုအပ်တဲ့ဖောင်ကြီးမရှိတာမျိုးကြီးရှိအဲ့အဲ့အီအာနေချက်လေးတွေရှိတယ်သို့တော့အများကြီးတော့မဟုတ်ဘူး။ percentage အားဖြင့်ကတော့ဥစားပေါ့နည်းတာတွေ့ရတယ်။လာမယ့်နိုဝင်ဘာလမှာကျင်းပမယ်ရွေးကောက်ပွဲနေ့မှာကြုံတွေ့နိုင်တဲ့မဲဆင်းနဲ့ပတ်သက်တဲ့အငင်းပွားမှုတွေနဲ့မရှင်းလင်းမှုတွေကိုရှောင်ရှားနိုင်ဖို့နိုင်ငံရေးပါတီတွေနဲ့ကော်မရှင်တွေကြားတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့ page အခွဲကအကြံပြုထားပါတယ်။ ဒီနေ့ page အဖွဲ့ကထုတ်ပြန်လိုက်တဲ့အစီရင်ခံစာကိုရွေးကောက်ပွဲကော်မရှင်နိုင်ငံရေးပါတီတွေပြည်တွင်းအရက်ဖက်အဖွဲ့အစည်းတွေကိုပေးပို့သွားမှာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေပေါ်အပြုသဘောနဲ့ဆက်လက်ပံ့ပိုးကူညီပေးသွားဖို့ကမ္ဘာနိုင်ငံတည်တည်ကိုမြန်မာအစိုးရကတိုက်တွန်းလိုက်ပါတယ်။ ပြည်တော်စုဆိုရဖွဲ့ရဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဥက္ကဏမောင်လင်းကစက်တင်ဘာ30ရက်နေ့ကကုလသမဂ္ဂအခြေတွေတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမူကြီးမှုကျင်းပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖွံ့ဖြိုးရေးနဲ့ဒီမိုကရေစီရေးဆိုင်ရာမိဖက်များအဖွဲ့အစည်းအဝေးမှာအဲ့လိုပြောကြားလိုက်တာပါဒီလိုပြောကြတဲ့နေရာမှာတော့မြန်မာနိုင်ငံအနေနဲ့လွတ်လပ်မြတ်တဲ့ထွေထွေရေကောက်ပွဲဖြစ်မြောက်အောင်ချိုးပန်းဆောင်ရွက်နေမှုတွေ တနိုင်ငံလုံးပြစ်ခတ်ရဲဆဲရေးသဘောတူစာချုပ်လက်မှတ်ရေးချိုးနိုင်ရေးဆောင်ရွက်မှုတွေလေစီးသွားလာသူများကိစ္စအပေါ်မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်တွေကိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့စုစုပေါင်းပြည်ပကုန်သွယ်မှုလိုငွေဟာ9လအတွင်းအမေရိကန်ဒေါ်လာ2164ဒသမ30တန်းဖြစ်ပေါ်ခဲ့တယ်လို့ဘိုးအစည်းအဝေးဖွဲ့ကလဆင်တင်ပြတဲ့ပို့ကုန်သွင်းကုန်အခြေအနေစီရင်ခန်းစာမှာဖော်ပြလာပါတယ်။2015-2016ဘဏ္ဍာရေးနှစ်အတွက်အေဗီလာမှစတင်ပြီးအော်ဂုံလအထိ9လအတွင်းကုန်သွယ်မှုလိုငွေအလောက်ထိဖြစ်ပေါ်ခဲ့တာပါ။ ဗိုလ်စင်းရင်ဖွဲ့ကလာဆင်တင်ပြတဲ့ပို့ကုံတွင်းကုံချင်းနေစင်းရင်ကန်စာရပြီးခဲ့တော့ဩဂုတ်လတလထဲမှာတင်ပြပကုံတွဲမှုလုံးဝအမေရိကန်ဒေါ်လာ318.78တန်းရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတလေးဆံများနေအထိမ်းမှန် Global Mouse for Elephant and Rhino လမ်းလျှောက်ပွဲကိုရန်ကုန်မြို့မှာလာမယ့်အောက်တိုဘာ3ရက်နေ့စနေနေ့မှာကျင်းပဖို့ရှိနေပါတယ်။ရန်ကုန်မြို့ကံတော်ကြီးမှာရှိတဲ့မျော်စင်ချုံမှာမနက်၈နာရီကနေ၁၇နာရီထိကျင်းပဖို့ရှိနေတာဖြစ်ပြီးတလေးဆံချစ်သူမြို့သူမဆိုပါဝင်ဆင်နွှဲကြဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်။ကမ္ဘာတဝမ်းကမြို့ကြီးတွေမှာလည်း Global Mouse for Elephant and Rhino လမ်းလျှောက်ပွဲကိုကျင်းပဖို့ရှိနေတာဖြစ်ပြီးမြန်မာနိုင်ငံမှာလည်းကျင်းပပြုလုပ်လာတာဖြစ်ပါတယ်။ကမ္ဘာတဝမ်းမှာတော့နှစ်စဉ်ဆင်ကောင်းရေး3,500လောက် ောက်တက်ဖြတ်ခံနေရတာဖြစ်ပြီးမျိုးထုံးမဲ့ NA ကိုရင်ဆိုင်နေရတဲ့အတွက်ကမ္ဘာနယ်တဝန်းမှာဒီလှုပ်ရှားမှုတွေကိုအော်တိုဘာ3ရက်နေ့နဲ့4ရက်နေ့တွေမှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်ရှင်။ MCN ရုပ်သံသတင်းဌာနကနိုင်စင်တင်ဆက်ပေးနေတဲ့ online ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုခဲ့ကြရတာဖြစ်ပါတယ်။နောက်နေ့တွေမှာဆိုရင်လည်းထူးခြားတဲ့ပြည်တွင်းသတင်းတွေနဲ့သတင်းပေးပို့ချက်တွေကိုစူးစီးတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်ကြည့်ရှုကြဖို့မျှော်လင့်မိပါတယ်။ ကျမတို့ရဲ့ MCN ကိုဆက်သွယ်လို့ရဆိုရင်တော့ဖုန်းနံပါတ်39936394693ကိုဖြစ်စေ email လိပ်စာ news.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်ပါတယ်ရှင် ထုတ်လွှင့်ပြီးသားသတင်းတွေကိုတော့ www.mcntv.vn နဲ့ Facebook မှာဆိုရင် MCN TV News နာမည်နဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ် MCN နေ့စဉ် online ရုပ်သံသတင်းစီစဉ်ကိုကြည့်ရှုခဲ့ကြရတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ရှင်ကျမကတော့အေးမြတ်ပါ Thank you.